ချောင်တော့ Bosco အစီအစဉ်ကိုမဟာယုတ်တန် live မှာ Dayai live ထုတ်လင်းတင်ဆက်နေစဉ်အတွက် hotline number ကို phone call ဆိုပြီးမေးခွန်း၁၀ခုဖြေဆိုရမှာပါ။မေးခွန်းတစ်ခုစီတိုင်းအတွက်စုချင်းငွေ၁၀သိန်းချက်သတ်မှတ်ထားတာဖြစ်တာကြောင့်တပတ်ကိုမေးခွန်း၁၀ခုမေးသွားမှာဖြစ်တဲ့အတွက်စုငွေသိန်း၁၀၀အထိပေးအပ်သွားမှာဖြစ်ပါတယ်။မေးခွန်းဖြေဆိုရမှာလဲသမိုင်းနဲ့ရာဇဝင်များ၊ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းများ၊စိုက်ပျိုးရေးအကြောင်းအရာများ၊စာပေနဲ့အမှုပညာ၊မြမအကလများ၊မြမတူရိယာများ ဆက်လက်လာရသည့်ပွဲတော်များရိုးရာနဲ့အကြောင်းများရိုးရာအားကစားနဲ့ပန်းစင်မျိုးအကြောင်းတွေနဲ့သက်ဆိုင်တဲ့ဗီဒီယိုတစ်ခုကိုပြသွားမှာဖြစ်ပြီး ဒီဗီဒီယိုပြီးမှာတော့ဗီဒီယိုနဲ့သက်ဆိုင်တဲ့မိခွန်းတစ်ခုကိုမြင်မြန်တော့မှာဖြစ်ပါတယ်။မိခွန်းတစ်ခုအတွက်စုငွေ10သိန်းသတ်မှတ်ထားတာဖြစ်တဲ့အတွက်10စက္ကန့်အတွင်းမှာဖြည့်ဆုံးနိုင်ခဲ့ရင်10သိန်း၁၁စက္ကန့်ကနေပြီးတော့စက္ကန့်20အတွင်းမှာမှဖြည့်နိုင်တယ်ဆိုလို့ရှိရင်တော့7သိန်းရရှိမှာပါ။22စက္ကန့်မှာစက္ကန့်30အတွင်းဖြည့်ဆုံးနိုင်ရင်9သိန်း32စက္ကန့်မှစက္ကန့်45အတွင်းဖြည့်ဆုံးနိုင်ရင်3သိန်း 46စက္ကန့်ကနေပြီးတော့စက္ကန့်60အတွင်းမှာဖြည့်ဆို့နိုင်ခဲ့ရင်တသိန်းရသွားမှာဖြစ်ပါတယ်။နောက်ဆုံးစက္ကန့်မှာမှအပြေမှန်ခဲ့လို့စုချင်းတွင်နေသွားလဲစိတ်မပူပါနဲ့။ အရှိမရော့သွားတဲ့စူချင်းငွေတွေကိုမေခွန်း10ခုမှဖြစ်တဲ့နောက်ဆုံးမေခွန်းမှာထပ်ပြီးပေါင်းပြီးတော့မှဖြစ်ပါတယ်။အရှိရမေခွန်းတွေမှာမှန်ကန်တဲ့သူမရှိပဲနောက်ဆုံးမေခွန်းတွေမှာမှမှန်ခဲ့တယ်ဆိုလို့ရှိရင်သိန်းတရာချက်ကိုရရှိမှဖြစ်ပါတယ်။ဒီနောက်ဆုံးမေခွန်းကိုဖြည့်ဆိုတဲ့အခါမှာလည်း10စက္ကန့်အတွင်းမှာမှန်ကန်အောင်ဖြည့်ဆိုနိုင်ခဲ့ရင်တရာရာခိုင်နှုန်းအပြည့်ရရှိသွားမှဖြစ်ပါတယ်။၁၇စက္ကန့်ကနေစက္ကန့်20အတွင်းဖြည့်ဆိုနိုင်ခဲ့ရင်80ရာခိုင်နှုန်း၂၁စက္ကန့်ကနေစက္ကန့်30အတွင်းဖြည့်ဆိုနိုင်ခဲ့ရင်90ရာခိုင်နှုန်း 30စက္ကန့်ကနေ45စက္ကန့်အတွင်းမှန်အောင်ဖြေနိုင်တယ်ဆိုလို့ရှိရင်တော့30ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်46စက္ကန့်အနည်းစက္ကန့်60အတွင်းဖြည့်စွနိုင်ခဲ့ရင်တော့100ရာခိုင်နှုန်းရရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အပတ်စင်တိုင်းရဲ့နောက်ဆုံးမေးခွန်းမှာပိုနေတဲ့စုချင်းငွေတွေကိုတော့ရက်သက်တစ်ပတ်12ပတ်မြောက်မှာမေးမယ်နောက်ဆုံးမေးခွန်းမှာစုချင်းငွေတွေထပ်ပြီးတော့ပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အရှိပိုင်းမှာမေးခဲ့တဲ့မေးခွန်းတွေကိုမှန်ကန်အောင်ဖြေနိုင်တဲ့သူမရှိခဲ့ရင် ၁၂ပတ်မြောက်ရဲ့နောက်ဆုံးမေးခွန်းမှာတော့စုငွေပေါင်း3ပေါင်း1200စုချင်းငွေရရှိမှာပဲဖြစ်ပါတယ်။ရသက်တပတ်၁၂ပတ်မြောက်ရဲ့နောက်ဆုံးမေးခွန်းကိုဖြေဆိုရမှာလဲ။တစ်စက္ကန့်ကနေ10စက္ကန့်အတွင်းဖြည့်ဆိုနိုင်ရင်100ရာခိုင်နှုန်း၊စက်တစ်စက္ကန့်ကနေစက္ကန့်20အတွင်းဖြည့်ဆိုနိုင်ရင်တော့80ရာခိုင်နှုန်း၊21စက္ကန့်ကနေစက္ကန့်30အတွင်းဖြည့်ဆိုနိုင်ခဲ့ရင်90ရာခိုင်နှုန်း၊31စက္ကန့်ကနေ 45စက္ကန့်အတွင်းဖြည့်ဆို့နိုင်ရင်30ရာခိုင်နော်46စက္ကန့်ကနေစက္ကန့်60အတွင်းမှာမှန်ကန်အောင်ဖြည့်ဆို့နိုင်ရင်တော့30ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်ဒီဇင်ဘာလ6ရက်နေ့ကနေစပြီးအပတ်စဉ်စနေနေ့တိုင်းရက်သက်တစ်ပတ်12ပတ်စာတိတိညနေ6နာရီတိုင်းမှာမဟာယုတ်တန်လိုင်းကနေပြီးတော့ ဒါရိုက် live ထုတ်လင်းတင်ဆက်ပြီးစုချင်းငွေတွေအမြောက်များပေးအပ်ချင်းမြင့်သွားမှာဖြစ်တဲ့အတွက်လူကြီးမင်းကနေတထေးမင်းဖြစ်ဖို့တထေးလောင်းရှာဖို့နော် boss call အစီအစဉ်ရဲ့ဒါရိုက် live ထုတ်လင်းတင်ဆက်နေချိန်တွင်းမှာဖုန်းခေါ်ဖို့ပဲလိုပါတယ်နော်တထေးလောင်းရှာဖို့နော် boss call အစီအစဉ်ကိုမြန်မာကောင်းဒုက္ခမှမြန်မာကောင်းဒုက္ခတထေးလောင်းရှာဖို့နော်အဖြစ်ဂုံယူစွာနဲ့တံပုတ်ကူညီပေးထားပါရယ်